င်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်မေလ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ NASA ကနဲ့တရုတ်ဖီးယားကလူမှုကိုပဲထိခိုက်နိုင်တယ်လို့ TNN နဲ့တွက်ဖက်အထွေထွေအတွင်းရေးမှူးနှင့်ဗိုလ်မှူးကြီးတာဗန်လာကပြောဆိုလိုက်တဲ့သတင်း။ထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ရဲ့အမှုဟာထိုင်းနိုင်ငံရဲ့မူဝါဒတွေကိုပြောင်းလဲနိုင်ခြင်းရှိတယ်ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်သတင်းနိုင်ငံတကာသတင်းနဲ့အခစားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ NASA ကနဲ့တရုတ်ဖီယာကလူမှုကိုပဲထိခိုက်နိုင်တယ်လို့ TNN နဲ့တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့်ဗိုလ်မှူးကြီးတာဗန်လာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ NASA ကနဲ့တရုတ်ဖီယာတွေစက်တိုက်ရှိနေပေမဲ့ မိမိတို့အဖွဲ့အစည်းထက်လူထုအပေါ်ကသာကြောက်ရောက်တယ်လို့တီအန်အေတွဲဖက်ထွေထွေအတွင်းရမှုနှင့်ဘူမူဂျီတာပန်လာကပြောပါရယ်တီအန်အေကကျင်းပ2025ခုနှစ်မေလ၄ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာသူကပြောကြားခဲ့တာပါအခုအားဆိုတော့ပြားပင်းမှုကတော့ဒါတောက်လျှောက်နော်ရင်ကလေးလက်ရှိကလေးအခုလေးတောက်လျှောက်တော့ရှိနေတယ်ကျုံလာရမယ်မဟုတ်ပါဘူးအခုကျုံနေကျုံရတာနော်အခုဒီပြားပင်းမှုကတော့တောက်လျှောက်ပါပြားပင်းမှုမှာဘယ်လိုမျိုးနေရာမျိုးဖြစ်လဲဆိုတော့ဒီဖိလစ်ပင်းကလူလူလူ အတိကမ်းမှုအလိုမဲ့တတိယရောက်ပြင်းထန်ပါတယ်နော်ဆိုတော့ဒီ94တလပိုင်းတော့ကနေစာရင်းမှာဒါဆက်ဆက်ပဲကနေမှာဒါဒီအပြောင်းရွာကနေမှာဒါကျွန်တော်တို့ဒီဘလံဘတ်တော်တက်လာဖို့ဆက်ပြောင်းတက်လာဖို့နောက်ကြောင်းတွေပိတ်ဆို့ထားတယ်အဲဒီအောက်ကဒီမီမအောက်ကိုပြင်ဆင်ဖို့လဲဒါလမ်းကြောင်းပိတ်ဆို့ထားတယ်ဖြည့်လေးဖြည့်ဝင်လည်းမျိုးဒါဒီပြုတ်လို့ထားတယ် အဲအကြောင်းလို့ဒါကျွန်တော်တို့ဒီလူစုတွေသွားလာတဲ့နေရာမှာအယောင်ဝယ်လို့တဲ့နေရာမှာစာကုန်တွေကိစ္စဖြစ်ရှိနေနေရာမှာအလုံးမဲ့ခဲ့ခဲ့ဖြစ်ပါတော့။အဲဒီကနေ့စာပြီးမှဒါကျွန်တော်တို့ဒီလွန်ခဲ့တဲ့ဒီ2024 6လပိုင်းကစာရင်းမှာဒါအဲဒီတရုတ်နိုင်ငံဘက်ကလည်းဖြစ်ငါဖြစ်ပုံစံမျိုးအလုံးတာတည်တဲ့အတိုင်းမျိုးလေးအဲဆောင်ရွက်လာတဲ့အတွက်ဒါဒီတရုတ်နိုင်ငံတရုတ်နယ်စပ်မှာတရုတ်နိုင်ငံနယ်စပ်မှာအာနေကြတဲ့ကျွန်တော်တို့လူစုတွေကဒီနေဆက်ကိုအခြေပြုပြီးမှပဲ အဲဒီစာဝန်ကြီးပြစာပြရှင်ရတော့ဒီနေဆက်ဒီပိတ်လိုက်တော့လူထုတွေပဲလူအလုံးမဲတိထိုင်မှုဖြစ်ပါတော့เนาะဆိုတော့နောက်ဖက်စလုံးစကစားဘက်ကလည်းပိတ်တယ်တိုးနေငယ်ဆရာဘက်ကလည်းပိတ်ပါတော့တစ်ခါရေပိတ်စုကြတယ်မှာတော့လူထုတွေတော်တော်လေးကိုပဲအဲစစ်စစ်တဲတဲဖြစ်နေရတာပေါ့เนาะအဲအဓိကဖျားကတော့အဲဒီလူထုပေါ်ထိကြရောက်နေတာဖြစ်ပါတယ်လို့ဟိုပြောကြလို့ပါတယ်လရှုမျိုးကိုတိုက်ခိုက်သိမ့်ပိုက်ပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေစတင်ထားတဲ့ကိုကန်တပ်ဖွဲ့ဟာတရုတ်ရဲ့ဂျောင်းဝင်ဆစ်ဆက်ပေးမှုကြောင့် 2025ခုနှစ်ဧပြီ21ရက်နေ့ကနာဆာကထံကိုလာရှုမြို့ကိုပြန်လည်လွှဲပြောင်းပေးခဲ့ရတာပါ။အဲ့ဒီဖြစ်စဉ်ကြောင့် DNA လေးအနေနဲ့လည်းသူတို့ရရှိထားတဲ့မြို့နယ်တွေထဲကမှတချို့ကိုပြန်လည်လွှဲပြောင်းပေးရနိုင်ချေရှိတယ်လို့လည်းသုံးသပ်ယူဆချက်တွေရှိနေပါတယ်။အဲ့ဒီလိုလာရှုံမြို့နယ်ပြန်လည်လွှဲပြောင်းပေးလိုက်ရတဲ့ဖြစ်စဉ်ကြောင့်တအောင်းလူမျိုးတွေအတွက်ထိခိုက်မှုတွေရှိတယ်လို့တင်းနယ်လေတွဲဖက်အထွေထွေအတွင်းမှုနှစ်ဘုံမူကြီးတာပန်လကပြောပါတယ်။ဒါဒီလာရှုံကနေမှလာရှုံဖြစ်စဉ်ကြောင့်ဒါကျွန်တော်ဒေသကိုဘယ်လောက်ထိထိခိုက်မှုဖြစ်သွားလဲဆိုတော့အဲ့ဒါ နောက်ဆက်သွားဒီရင်ဆိုင်နေရပါပြီတူတူတစ်ပြင်းကတော့ဒါကျွန်တော်တို့ဒီလာရှိုးတဲ့မာလတာကျွန်တော်တို့တန်းလူမျိုးတေတန်းလူတို့တွေရှိပါတယ်အဲဒီမာလတာတာကျွန်တော်ဘက်ကဒီသူဘက်ကထိခိုက်မှုတွေလည်းကျွန်တော်ကြားသိရပါတယ်အဲ့ဒီပြင်ဒါဒီဒီကလူစုတွေရဲ့သွားလာမှုပေါ့နော်အဇေဝေဒါတွေကိုစားစရာဝေဒါတို့အာတုံခံမှုတွေဝေဒါတို့အဲ့ဒီ လာတခါမျိုးမှာလည်းဒီကန့်သက်မှုပြည့်ပြည့်မှုတွေအများကြီးဒါကျွန်တော်တို့ဒီကြားသိမရပြီအဲ့လိုမျိုးဒီကန့်မှုရောရှိနေပြီလို့ဟိုကျွန်တော်အဲ့လိုမျိုးကနဦးအနေနဲ့ဒီဒီကြားသိရပါတယ်မြင်လည်းမြင်နေရပါတယ်ဗောနော်တရုတ်ရဲ့ဂျောင်းဝင်ဆက်ဆက်ပေးမှုကြောင့်နဆက်ကနဲ့ TNL တို့တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့လေတရုတ်နဲ့ TNL ကြားမြန်မာနိုင်ငံရဲ့ချင်းကပ်မှုကွာခြားနေတာကြောင့် အဖြေရှာတဲ့အခြေအနေမှာလဲကွာခြားသွားတယ်လို့ DNA လေးဘက်ကပြောပါတယ်။2025ခုနှစ်ဧပြီလ28ရက်နဲ့29ရက်ကမြမတက်မတော်နဲ့ DNA လေးဘက်ကကိုစလေတို့တရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့လေသဘောတူညီမှုမရဘဲဆွေးနွေးပွဲအဆုံးသတ်ခဲ့ပြီးလာမယ့်ဩဂတ်လမှာထပ်မံတွေ့ဆုံဖို့နှစ်ဖက်သဘောတူထားကြောင်းသိရပါတယ်။ NASA ကလည်းအာရခတ်တော် AA တို့ဆွေးနွေးပွဲဖြစ်မြောက်လာမယ်ဆိုရင် AA ဟာဝကိုကန်တို့ထက်ပုံမမြင်မာတဲ့တောင်းဆိုချက်တွေတောင်းဆိုလာနိုင်တယ်လို့ MTA ထုတ်ထားတဲ့ပုဂ္ဂိုလ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO NCAS မှဥက္ကဋ္ဌပုံမူကြီးခွန်ဥက္ကာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ NASA ကနဲ့ Arega တက်တော် AA တို့ဆွေးနွေးပွဲဖြစ်မြောက်လာရင် AA ဟာဘွာကိုကန်တို့ထပ်ပုံမမြင်မာတဲ့တောင်းဆိုချက်တွေတောင်းလာနိုင်တယ်လို့ NCA ထိုးထားတဲ့ပုံမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL SAS ကဥက္ကဋ္ဌဘုံမူကြီးခွန်ကာက CNN သတင်းဌာနကိုပြောပါရယ်အဓိကအနေနဲ့ရခိုင်ပြည်နယ်ကိုရခိုင်အစိုးရကအုပ်ချုပ်မယ်ဆိုတဲ့သဘောထားမျိုးတောင်းလာနိုင်တယ်လို့သူကပြောပါရယ် ူနေဖြစ်ရင်တော့သူကတော့ဟွာတို့ကိုကန်တို့တောင်းလိုက်တော့ပိုခမင်းမြင့်တောင်းလိုက်တယ်တဲ့သူကရခိုင်ပြည်နယ်ရှိပြီးသားပြီးတော့ရခိုင်ပြည်နယ်ရဲ့ဟိုဟွာပေါ့ရလုတ်ပိုင်ွဲ့အနာရီနောက်ပြီးတော့ပြည်နယ်အဆင့်တန်းနေသူနည်းနည်းပိုတောင်းနိုင်တဲ့သဘောတော့ရှိတာပေါ့ဘာကြောင့်လဲဆိုတော့သူနေမီရတာပြီးသားပြီးတော့ရခိုင်မှာရှိတဲ့တရားဒတာခွဲဝေတဲ့နေရာမှာရခိုင်ပြည်နယ်ကို90%ခန့်တော့နောက်ဘိုလ်ဆိုးရ300%ခန့်တော့ယူဖို့စသဖြင့်ပေါ့အဲ့ဒီကိစ္စတွေပါဆွေးနွေးနိုင်တဲ့အခြေအနေရောက်သွားတာပေါ့ဗျာအဲ့ဒီမှာဆွေးနွေးလို့နိုင်ငံရေးအရ ရောဟိုဘန္ဒာရေးရောသဘောတူတယ်ဆိုရင်တော့သူရက်ချင်လဲရနိုင်တာပေါ့ဒါပေမဲ့သူကြားထားတဲ့ရခိုင်ဒီပောက်တော့ရှော့မပေးမပေါ်တော့မပေါ်ဘူးကွာသူကပြည်နယ်စစ်တမ်းရပြီးသားဖြစ်နေတော့ကိုပိုင်အချွန်းခွင့်ဒီပတ်တော့မြင့်ပြီးသားလေကအဲ့ဒီပြည်နယ်တဲမှာဟိုပဲကိုပိုင်အစိုးရဖွဲ့နိုင်တဲ့ပြည်နယ်ပေါ့ရခိုင်ပြည်နယ်ကိုရခိုင်အစိုးရအချုပ်မယ်ပေါ့ကွာဒါပေမဲ့ပြည်တော်စုနဲ့ရတော့တချို့နေရာမှာခွဲဝေမှာပေါ့ဒါပေမဲ့အဓိကတော့ရခိုင်အစိုးရအချုပ်မယ်ဆိုတဲ့သဘောမျိုးလောက်တောင်းနိုင်တာပေါ့ one country two você está a ဝါတက်ဖွဲ့ UWS ရာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရှမ်းပြည်နယ်ရှိဟိုပန်းမိုင်မော်ပန်ဝိုင်းနာဖန်မမန်နဲ့ပန်းခမ်းပန်ဆန်းမြို့နယ်6ခုကိုခရိုင်တစ်ခုဖွဲ့ကဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်သတ်မှတ်ပေးထားတယ်။နယ်မြေတွေကိုအုပ်ချုပ်လျက်ရှိပါတယ်။အဲဒီလိုပဲကိုကန့်တက်ဖွဲ့ MNDA ကတရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်ပေးမှုနဲ့လာရှိုးမြို့ကိုမြန်မာတပ်မတော်ထံပြန်လည်လွှဲပြောင်းပေးခဲ့တဲ့နောက်ရှမ်းပြည်နယ်အတွင်းကလောက်ကိုင်းကုံချမ်းမြို့တို့ပါဝင်တဲ့ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုအုပ်ချုပ်လျက်ရှိပါတယ်။အေအေအနေနဲ့ဝါလိုအနေထားကိုညှိနှိုင်းတက်မြင်မှုတစ်ခုမရှိရင်ရဖို့မလွယ်ကူကြောင်းရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်က CNN သတင်းဌာနကိုပြောပါရယ်။ဒီခိုင်းဒေတာရဲ့အနေထားဒီကနက်ကိုင်းတွေးတဲ့ကွန်မန့်ချက်အတိုင်းဖြစ်ဖို့ကရခိုင်တော်တော်နေတယ်ဗျာ။ဟိုဝါလို့ဖြစ်ဖို့အနေထားကတော့နေ့တိုင်းတိုင်ပင်မုံတစ်ခုမရှိသေးနဲ့ရဖို့ကမလွယ်ဘူးဆိုတဲ့အနေထားကိုပြောတာပေါ့။ဝါနဲ့ကမတူဘူးဗျာ။ဟိုဝါဒီကနက်ကောင်ကရှိစစ်ကိုအစားသူ့ပြည်သားတို့ချုပ် 啊，我可能不上班，收入没那么难。我如果自己碰上问题，我当然可以和徒弟打交道。徒弟啊，爷爷，他们家那些事情啊，我来。如果我碰上问题，我当然应该依靠大家。哎，那你们呀，如果我碰上问题，我当然应该和徒弟啊、亲戚商量。如果你们单位啊，那边啊，碰到这些难事啊，事情。 တော့ခုလက်ရှိနေတာကိုခင်ဗျားပြန်ကြည့်ရင်ဝါလိုစခိုင်းဒီဖြစ်လာနိုင်ခြေရှိမလားမရှိဘူးလားကတော့ဖြစ်ဒီဈေးဆိုရဘက်ကတော့ချိန်ဥပဒေရတဲ့တုံ့ပြန်တဲ့အခါကျတော့တွားဖို့ကခက်ခဲတာပေါ့ လက်ရှိမှာအေရအေရဝတီတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာတခြားသောလက်နက်ကင်တွေနဲ့ပူးပေါင်းကာမြန်မာတပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။အေဟာအနေဆုံးအဆင့်အနေနဲ့ဝါလူကွန်ဖက်ဒရေးရှင်းအဆင့်ကိုရလုပြီးအမြင့်ဆုံးအနေနဲ့တီးခြားလွတ်လပ်တဲ့နေမီထူထောင်ရေးရည်မှန်းချက်တွေရှိနေကြောင်းပြောကြားထားပါတယ်။လက်ရှိမှာအေရရခိုင်ပြည်နယ်ရှိတန်တွဲ၊ကွာ၊အန်း၊မင်းပြား၊မြောက်ဦး၊မောင်တော်၊ရတိတောင်၊ဖူတီတောင်၊ကြောက်တော်၊ပုံနာကျွန်း၊မန်အောင်၊ပောက်တော်၊တောင်ကုန်း၊မြေပုံစတဲ့ဒေသတွေကိုထိန်းချုပ်ထားပါတယ်။ ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ကိုဆက်လက်အဖွဲ့ဟာရုရှားနိုင်ငံကိုချစ်ကြည်ရေးခီးစဉ်အဖြစ်မေလ9ရက်နေ့ကနေပြည်တော် လေးစိတ်ကနေစတင်ထွက်ခွာသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နာဇကဥက္ကရာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ကိုဆက်လက်အဖွဲ့ဟာရုရှားနိုင်ငံကိုချစ်ကြည်ရေးခီးစဉ်အဖြစ်မေလ9ရက်ကနေပြည်တော်လေးစိတ်ကနေစတင်ထွက်ခွာသွားပြီဖြစ်ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပမယ်1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ20ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်မှာဖြစ်ပါတယ်။ အဲ့ဒီနောက်နာဇက်ကဥက္ကဋ္ဌပူဇော်မှုကြီးမဲအောင်လိုင်ဟာအခမ်းအနားကိုတက်ရောက်လာကြမဲ့နိုင်ငံကောင်းဆောင်တွေနဲ့တီးခြားတွေ့ဆုံဆွေးနွေးမှုတွေလုပ်သွားဖို့ရှိပါတယ်။အဲ့ဒီရုရှားခီးစင်မှာနာဇက်ကဥက္ကဋ္ဌနဲ့အတူဇနီးတော်ဂျူဂျူလာနာဇက်ကတွဲဖက်အတွင်းရေးမှုပူဇော်ကြီးရဲဝင်ဦးကြီးရည်လီညိနှိုင်းကိုကဲရေးမှုပူဇော်ကြီးကျော်စွာလင်ကာကွယ်ရေးဝန်ကြီးပူဇော်ကြီးမမောင်အေးနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့အစိုးရအဖွဲ့ဝင်ကြီးတွေလိုက်ပါခဲ့ကြောင်းသိရပါတယ်။နာဇကဥက္ကဋ္ဌပူဇော်မှုကြီးမဲအောင်လိုင်ဟာရုရှားသမ္မတပူတင်ရဲ့ဖိတ်ကြားချက်နဲ့ရုရှားနိုင်ငံကိုမတ်လ3ရက်ကစတင်က ချွတ်ကြည်ရေးခီတွားရောက်ခဲ့ပြီးမလ၄ရက်ကသမရပူတင်ရုရှားဝင်ကြီးချုပ်ရုရှားလုံခြုံရေးကောင်စီအတွင်ရင်မူရုရှားလွတ်တော်ဥက္ကဋ္ဌရုရှားအစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့တီးကြစီတွေ့ဆုံဆွေးနွေးခဲ့ပါလေ။အဲ့ဒီခီးစဉ်မှာရုရှားသမရပူတင်က2025ခုနှစ်မေလ9ရက်နေ့မှာကျင်းပမယ်။ရင်းပြင်းနီချစ်တပ်ပွဲအခမ်းအနားကိုတက်ရောက်ဖို့နာဇကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့မြန်မာတပ်မတော်ကိုဖိတ်ကြားခဲ့ပါလေ။ အဲ့ဒီနောက်မြန်မာတပ်မတော်မှကိုယ်စားလှယ်အဖွဲ့အားအပီလာအတွင်းကရုရှားနိုင်ငံကိုထွက်ခွာသွားခဲ့ပြီးနာဇကဥက္ကဋ္ဌပူဇုံမူကြီးမင်းအောင်လိုင်းရဲ့အဖွဲ့ကတော့မေလ9ရက်နေ့မှာရုရှားခီးစဉ်ကိုစတင်မှာဖြစ်ကြောင်းသိရပါဗျ။ကျန်းနိုင်တဲ့တင်ဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ထိုင်းဝင်ကြီးချုပ်ဟောင်းတက်ဆင်ရဲ့အမှုဟာထိုင်းနိုင်ငံရဲ့မူဝါဒတွေကိုပြောင်းလဲနိုင်ခြေရှိတယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ ထိုင်းဝင်ကြီးကျော်ဟောင်းတက်စင်ဟာ2023ခုနှစ်ကရဲတပ်ဖွဲ့အထွေထွေစီးရုံရဲ့14လွာမှာနေထိုင်ခဲ့ခြင်းကအမှန်တကယ်ဖျားနာခဲ့တာရှိမရှိကိုတိုက်ရိုက်စုံစမ်းစစ်ဆေးဖို့တရားရုံးချုပ်ရဲ့ပြစ်မှုဆိုင်ရာဌာနကသဘောတူခဲ့တယ်လို့တနေ့ရှင်းကဖော်ပြခဲ့ပါတယ်။တက်စင်ဟာထိုင်းနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ခြင်းကပြစ်မှုဆိုင်ရာဆွေးချက်တွေနဲ့ထောင်နှံချမှတ်ခံခဲ့ရပြီမယ်။အကျဉ်းထောင်မှာတရားမှမနေခဲ့ရပဲအဲ့ဒီစီးရုံမှာသာနေထိုင်ခဲ့တာဖြစ်ပါတယ်။တရားရုံးချုပ်ကတော့တက်စင်နဲ့အတူဘန်ကောက်ယမန်အကျဉ်းထောင်ကြီးကအကျဉ်းဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ရဲတပ်ဖွဲ့အထွေထွေစီးရုံရဲ့စစ်ဘက်ဆိုင်ရာအရာရှိချုပ်တို့ကိုတရားရုံး င်းရဲ့ notice စာလက်ခံရရှိပြီးရပ်ပေါင်း30အတွင်းသက်ဆိုင်ရာထောက်ထားတဲ့အားလုံးတင်သွင်းဖို့အမိန့်ပေးခဲ့ပါတယ်။သက်ဆိုင်ရဲ့အမှုနဲ့ပတ်သက်ပြီးဂျွန်လ23ရက်မှာကြားနာစစ်ဆေးမှုပြုလုပ်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအမှုကထိုင်းနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကိုတိတိတတ်တာရှုပ်ထွေးစေခဲ့ပြီးကနအူးထွက်ပေါ်ခဲ့တဲ့ကောလာဟာလာတွေအရာတဆင်ယာသူ့ရဲ့တမိဖြစ်တဲ့လက်ရှိဝင်ကြီးချုပ်ပေတုန်နန်ကိုအစိုးရအဖွဲ့ပြုပြင်ဖွဲ့စည်းဖို့အမိန့်ပေးခဲ့တယ်လို့ပြောပါတယ်။အဲဒါကြောင့်တဆင်ယာအစိုးရအဖွဲ့ကိုနောက်ွယ်ကကြိုးကင်ပြီးအဓိကဝင်ကြီးဌာနယာရုနေရာတွေအတွက်လူသိမခန့်တဲ့သဘောတူညီချက်တွေပြုလုပ်ခဲ့ပွဲရှိတဲ့ဆိုတဲ့အစိုးရမှုတွေထွက်ပေါ်စေခဲ့ပါတယ်။အဲဒီလိုဝင်ကြီးဌာနနေရာတွေအပြောင်းလဲပြုလုပ်တာကြောင့်အရင်ညွန်ပေါင်းအဖွဲ့တွေမှာပါဝင်တဲ့ပုံချန်တိုင်းပါတီနဲ့သဘောထားကွဲလဲတဲ့အခြေအနေကိုရောက်ရှိစေခဲ့တယ်လို့လည်းယူဆခံခဲ့ရပါတ ေဘလို့ပဲဖြစ်ပါစေသက်ဆိုင်ရာအချင်းထောင်ထဲမှာမနေပဲစေယုံမှာနေခဲ့တာဟာသူ့အတွက်နိုင်ငံရေးအရာထိုးစစ်နေရာမှာမရှိစေခဲ့ပဲခန်းစစ်နေရာကိုရောက်ရှိစေခဲ့တယ်လို့လည်းကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ပါတယ်တရှိမှာတရားရုံးရဲ့နောက်ထပ်လှုပ်ရှားမှုတွေကိုသက်ဆိုင်ကိုထောက်ခံသူတွေတာမကဝေဖန်သူတွေကပါအနီးကပ်လေးလာစောင့်ကြည့်နေကြတယ်လို့သတင်းမှာဖော်ပြခဲ့ပါတယ်ကရှမီးယားဒေသရဲ့ခီးသွွားကဏ္ဍကိုပြန်လည်နလန်ထူဖို့အချိန်ကာလကြာမြင့်စွာစောင့်ဆိုင်းရပွဲရှိတဲ့ဆိုတဲ့သတင်းပြေစုံကိုတင်ဆက်ပေးပါမယ်။ အိန္ဒိယနဲ့ပါကစ္စတန်ကြားစစ်ပွဲအငွေ့အသက်တွေထွက်ပေါ်နေချိန်မှာကက်ရှမီးယားဒေသရဲ့ခီးတွားကဏ္ဍကိုပြန်လည်နယ်လန်ထူဖို့အချိန်ကာလကြာမြင့်စွာစောင့်ဆိုင်ရပွဲရှိကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။အိန္ဒိယနိုင်ငံကက်ရှမီးယားဒေသမှာပြီးခဲ့တဲ့လကစစ်သွေးကြတွေရဲ့တိုက်ခိုက်မှုကြောင့်ခီးတွား26ဦးတိဆုံးခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အိန္ဒိယရဲ့ကက်ရှမီးယားဒေသမှာခီးတွားတွေထွက်ပြေးသွားခဲ့တဲ့နောက်ကက်ရှမီးယားဒေသရှိဟိုတယ်တွေနဲ့တဲခိုကန်တွေဟာရှော့စည်းကို80ရာခိုင်နှုန်းအထိရှော့ပေးခဲ့ပါတယ်။ပါကစ္စတန်ဘက်ကလည်းကက်ရှမီးယားဒေသရဲ့ခီးတွားတွေတွားရောက်တဲ့နေရာကိုတွားရောက်ခွင့်ပိတ်ပင်ထားပါတယ်။ လာပါတဲ့နှင်းတောင်တန်းနေတဲ့မကူအင်ပါယာခစ်ကနန်းစံတဲ့ဥယျာဉ်တွေကြောင့်ခီးတွားတွေကြားထင်ရှားတဲ့ကက်ရှမီးယားဒေသဟာခီးတွားကဏ္ဍပေါ်အထူးအထာမိခိုခဲ့ရပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာအိန္ဒိယနဲ့ပါကစ္စတန်ကြားရန်လိုမှုတွေကြောင့်ခီးတွားကဏ္ဍရပ်တန့်သွားခဲ့ပြီးကက်ရှမီးယားဒေသရဲ့နှစ်ဖက်စလုံးမှာနေထိုင်နေရတဲ့ဒေသခံတွေရဲ့စားဝတ်နေရေးကိုခက်ခဲစေခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကတော့အိန္ဒိယပကြမ်းရှိကက်ရှမီးယားဒေသကိုခီးတွားတုံးတန်းကျော်လာရောက်ခဲ့ပြီးပါကစ္စတန်ပကြမ်းရှိကက်ရှမီးယားဒေသကိုခီးတွားတန်းကျော်လာရောက်ခဲ့ပါတယ်။ AP 22ရက်ကစစ်သွေးကြတွေရဲ့တိုက်ခိုက်မှုမဖြစ်ပွားမီအခုနှစ်အစောပိုင်းကလည်းကရှမီးယားဒေသရှိဟိုတယ်တွေတဲခိုခန်းတွေနဲ့အငါကားဝန်ဆောင်မှုတွေဟာခီးသွွားတွေရဲ့ဘုတ်ကင်တွေနဲ့ပြည်နေခဲ့ပါတယ်။ဒါပေမဲ့လည်းလက်ရှိအချိန်မှာသူတို့ဖွင့်ထားတဲ့တဲခိုခန်းတွေမှာတဲခိုဖို့ဘုတ်ကင်တင်ထားတဲ့ခီးသွွားတွေအလုံးဟာသူတို့ရဲ့ဘုတ်ကင်တွေကိုပယ်ဖြတ်သွားခဲ့ကြောင်းတဲခိုခန်းလုပ်ငန်းကိုလုတ်ကင်နေတဲ့ပိုက်ရှင်တို့ကပြောကြားခဲ့ပါတယ်။နျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားကြတဲ့အိန္ဒိယနဲ့ပါကစ္စတန်ဟာကရှမီးယားဒေသပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီးစစ်ပွဲနှစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်မှာ BNN တရုတ်နဲ့ဖိလစ်ပိုင်တို့အကြားတင်းမာမှုတွေမြင့်တက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှုတွေအငင်းပွားနေတဲ့တောင်တရုတ်ပင်လယ်အတွင်းတရုတ်နဲ့ဖိလစ်ပိုင်တို့ရဲ့လှုပ်ရှားမှုတွေကိုဗီယက်နမ်ကစန့်ကျင်ကြောင်းကန့်ကွက်စာတွေပြပိုးခဲ့တဲ့ဖြစ်ရဟာရေရှည်မှာအမှားရွေးမခံနိုင်တဲ့အခြေအနေကိုဖြစ်လာစေနိုင်တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဗီယက်နမ်ဟာပိုင်ဆိုင်မှုအငင်းပွားနေတဲ့ရေပြင်နယ်နိမိတ်တွေအနီးတရုတ်နဲ့ဖိလစ်ပိုင်တို့ရဲ့လှုပ်ရှားမှုတွေကိုစန့်ကျင်ကြောင်းရေးသားထားတဲ့ပေးစာတွေကိုတရုတ်နဲ့ဖိလစ်ပိုင်ကိုပြပိုးခဲ့တယ်လို့ဗီယက်နမ်ရရှိသူကမီလာ၃ရက်မှာပြောကြားခဲ့ပါတယ်။အဲ့ဒီပေးစာတွေထဲမှာဖိလစ်ပိုင်နဲ့တရုတ်ကိုဗီယက်နမ်ရဲ့နယ်နိမိတ်ပိုင်ဆိုင်မှုကြီးညာချက်တွေကိုလေးစားဖို့တိုက်တွန်းထားတယ်လို့ပြော ပါတယ်။ဗီယက်နမ်ကသူ့ရဲ့နယ်နိမိတ်ဖြစ်သတ်မှတ်ထားတဲ့ဆန်ဒီဂိတ်ကျောက်တံမှာတရုတ်နဲ့ဖိလစ်ပိုင်တို့ရဲ့လှုပ်ရှားမှုတွေကိုသိရှိခဲ့တဲ့နောက်အဲ့ဒီပေးစာတွေကိုပေးပို့ခဲ့တာဖြစ်တယ်လို့ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခင်ရှိသူဖန်တူဟန်ကပြောကြားခဲ့ပါတယ်။ AP 26ရက်ကတရုတ်ကမ်းခြေဆောင်တပ်ဖွဲ့တင်မော်ဟာ Spreadley ကျွန်းစုကိုတရုတ်ကပိုင်ဆိုင်ကြောင်းပြသတယ်။ပင်လယ်ရေကြောင်းဆိုင်ရာလှုပ်ရှားမှုတစ်ခုအဖြစ်စန်ဒီကေးကြောက်တမ်းမှာစိုက်ကပ်ခဲ့တယ်လို့တရုတ်နိုင်ငံပိုင် CCTV ရုပ်သံကဖော်ပြခဲ့ပါတယ်။တရုတ်အကြမ်းမှာဖိလစ်ပိုင်ကလည်းအဲ့ဒီကြောက်တမ်းကိုကမ်းခြေဆောင်တပ်ဖွဲ့တွေဆီလုပ်ခဲ့ပါတယ်။တရုတ်နဲ့ဖိလစ်ပိုင်တို့က Spreadley ကျွန်းစုပေါ်မှာသူတို့ရဲ့နိုင်ငံတော်အလံတွေကိုစိုက်ထူထားပြီးအဲ့ဒီကျွန်းစုပိုင်ဆိုင်ကြောင်းကြီးညာထားကြပါတယ်။ဗီယက်နမ်နိုင်ငံကြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုငွေရှိသူဖန်သူဟန်ကတော့စန်တီကေးကြောက်တန်းနဲ့ထရောင်ဆာကျွန်းစုတွေနဲ့ပတ်သက်ပြီး ဗီယက်နမ်ရဲ့အချုပ်ချာအာဏာကိုချိုးဖောက်နေတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်နေတယ်။တပ်ဆိုင်ရာနိုင်ငံတွေကိုစန့်ကျင်ကန့်ကွက်တဲ့တန်တမန်ရေးရာပေးစာတွေကိုပြစ်ပို့ခဲ့တယ်လို့ပြောကြခဲ့ပါဗျ။နိုင်ငံတကာမှာ Spreadley ကျွန်းစုလို့လူသိများတဲ့ကျွန်းစုကိုဗီယက်နမ်ကထောင်စာကျွန်းစုလို့အမည်ပေးထားပြီးဖိလစ်ပိုင်ကတော့ကာလာယန်ကျွန်းစုလို့အမည်ပေးထားကာတရုတ်ကလည်းနန်ရှားကျွန်းစုလို့အမည်သတ်မှတ်ထားပါဗျ။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အခစားသတင်းကိုတင်ဆက်ပေးပါမယ်။အင်တာမီလန်အသင်းဟာ ချန်ပီယံလိဘောလုပွဲကို၃နှစ်အတွင်းဒုတိယအကြိမ်တက်နိုင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်တာမီလန်အသင်းရဲ့ချန်ပီယံလိဆီမီဖိုင်နယ်မှာဘာစီလိုနာအသင်းကိုနှစ်ကြော်ပေါင်းရလက်8-6-6နဲ့အနိုင်ရပြီးချန်ပီယံလိဘောလုပွဲကို၃နှစ်အတွင်းဒုတိယအကြိမ်မြောက်တက်နိုင်ခဲ့ပါတယ်။အင်တာမီလန်အသင်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ဆီမီဖိုင်နယ်ဒုတိယအကြော်ပွဲစဉ်ဟာပထမအကြော်ကလိုပဲ၃ -9 စီအထိကျခဲ့တာပါ။ ဒီပွဲမှာအင်တာမီလန်အသင်းအားလော်တရိုမာတီနက်စ်ချာဟာနိုဂလူးတို့ရဲ့တွင်ကိုတွေနဲ့ဦးဆောင်နိုင်ခဲ့ပြီးဘာစီလိုနာအသင်းအတွက်အဲရစ်ဂါစီယာနဲ့အော်လမိုတို့ကချီပါကိုတွေပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပါလေမိနစ်90ပြည့်ဖို့မိနစ်အနည်းငယ်အလိုမှာရာဖင်ညာကဘာစီလိုနာအသင်းအတွက်ဦးဆောင်ကိုသွင်းယူခဲ့ပြီးမြဲအဇာဘီကနာကျင်ချိန်မှုမှာအင်တာမီလန်အသင်းအတွက်အဖိုးတန်ချီပါကိုသွင်းယူခဲ့တာပါအဲဒါကြောင့်39စီတီကြပြီးနှစ်ကျော်ပေါင်းရလက်69စီတီကြနေတဲ့အတွက်အချိန်ပိုဆက်ပြီးရှင်ပြန်ခဲ့ရပါတယ်အချိန်ပိုမှာတော့ဖရက်တီစီကအင်တာမီလန်အသင်းအတွက်ဘောလုံးပွဲတက်စီမဲ့အနိုင်ကိုသွင်းယူပေးခဲ့တာကြောင့် အင်တာမီလန်အသင်းရဲ့ဘာစီလိုနာအသင်းကိုအနိုင်ရပြီးချန်ပီယံလိဘောလူပွဲကိုတက်နိုင်ခဲ့တာပါဒီပွဲမှာအင်တာမီလန်အသင်းကိုဒမဆွန်မာဟာဘာစီလိုနာအသင်းရဲ့ကိုရနိုင်မဲ့ကန့်သွင်းမှုတွေကိုကာကွယ်နိုင်ခဲ့ပြီးအကောင်းဆုံးကစားသမားစုကိုရရှိခဲ့ပါတယ် အင်တာမီလန်အသင်းနီးပြအင်ဇာကီကကစားသမားတွေကသူတို့မှရှိတဲ့အရာအားလုံးကို ပေးခဲ့ကြပြီသူတို့ရဲ့နီးပြဖြစ်ရတာကိုပျော်ရွှင်တယ်လို့ပွဲပြီးမှပြောခဲ့ပါဗျ။အဲ့ဒီပြင်အင်ဇာကီကဘာစီလိုနာအသင်းအတံပါတဲ့အသင်းဖြစ်တဲ့အတွက်သူတို့ကိုလည်းဂုဏ်ပြုတယ်လို့ပြောခဲ့တာပါ။ဘာစီလိုနာအသင်းနီးပြဟန်စီဖလက်စ်ကတော့ဒိုင်လူဂျီရဲ့ဆုံးဖြတ်ချက်တရားအင်တာမီလန်အသင်းကိုမျက်နှာသာပေးတယ်လို့ဝေဖန်မှုပြုလုပ်ခဲ့ပြီးလာမယ့်နှစ်မှာပြည်သက်တွေပျော်ရွှင်စေဖို့ထပ်ကြိုးစားသွားမယ်လို့ပြောခဲ့တာပါ။ အင်တာမီလန်အသင်းအားချန်ပီယံလိဖလားကိုနောက်ဆုံးအကြိမ်ရယူနိုင်ခဲ့တယ်2009 2010ရာသီကလည်းစီမီဖိုင်နယ်မှာဘာစီလိုနာအသင်းကိုကျော်ဖြတ်ပြီးချန်ပီယံဆုကိုရယူနိုင်ခဲ့တာပါအဲဒါကြောင့်ဒီရာသီချန်ပီယံလိစီမီဖိုင်နယ်မှာဘာစီလိုနာအသင်းကိုကျော်ဖြတ်ခဲ့တဲ့အင်တာမီလန်အသင်းအနေနဲ့ချန်ပီယံဆုကိုထပ်ပြီးရယူသွားနိုင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါလေအင်တာမီလန်အသင်းအား PSG အသင်းနဲ့ Arsenal အသင်းတို့ပွဲစဉ်ကအနိုင်ရတဲ့အသင်းနဲ့ချန်ပီယံလိဘူလူပွဲရှင်ပြိုင်ရမှာဖြစ်ပါတယ် CNN သတင်းဌာနရဲ့2025ခုနှစ်မေလ9ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။အဲ့ဒါ